နာမည်လေးနဲ့ပေါ့နော်အခုဒီနေရက် data လေးကိုကျွန်တော်တို့မိတ်ဆက်ပေးပါအောင်ခင်ဗျာအာကျွန်တော်နာမည်ထေဝင်ထွန်းပါဒီနေရာတော့ဘီဒင်းမြို့နယ်စစ်ပြီးကြီးရပါဘလို့အပင်အမျိုးအစားလေးတွေကိုစိုက်ပြထားလဲဆိုတာလေးကျွန်တော်တို့ပြောပြပေးပါအောင်ခင်ဗျာဆမ်မာဖြူပေါ့နော်ကန်မာပန်းအိုစုစိုက်တာဟုတ်ကဲ့ပါကိုအခုကျွန်တော်တို့လက်ရှိမြင်နေရတဲ့ဒီအပင်အရွယ်စားလေးတွေကဘယ်နှလားသားလောက်ရှိပြီလဲဒီကောင်ဆို3လားဒါတော့ဖြစ်ပြီဒီနေ့ကဟိုဆူဆူရောပျက်စီးတာမျိုးပါမျိုးတော့မရှိဘူးဒီရာဒီလူကနည်းနည်းလေး မိုးများတာတကူကလွယ်လွယ်ကျန်တာကောင်းပါလေအခုပေါ့နော်ဒီပန်းဆိုင်ခင်းအေးကားလေးရလဲဗနက်အေးကားလောက်ရှိလဲဆိုတာလေးကိုကျွန်တော်တို့နည်းနည်းလောက်ပြောပြပေးပါအောင်ခင်ဗျာဟုတ်အကုန်လုံးမှာတဲအေးကားအစားရှိမှာသူကတဲအေးကားစားပေါ့နော်တဲအေးကားစားအေးမောင်းဝတာဘယ်လောက်လောက်ရှိလဲတဲအေးကားစားဆိုအပင်2သိန်းကျော်လောက်ဟုတ်2သိန်းခွဲလောက်ဝင်အခုပေါ်တော့ဒါအပင်စိုက်ပြိုးခြင်းအားစပြီးတော့ပေါ်တော့အပင်လေးတွေအရွယ်အထားလေးတွေကြီးမားဖို့ရောဘယ်လိုပြုစုပြီးပြိုးတောင်ခဲ့စိုက်ပြိုးခဲ့ရလဲဆိုတာလေကျွန်တော်တို့ညှော်ဝေပေးပါဦးဟုတ်သူလာလာတဲ့ပင်တွေကဟို အပြင်နှလမရွယ်လောက်ပဲရှိတယ်အဲ့ဒီရွယ်ရတာကနေပြီးတော့တဖြည်းဖြည်းပုံမှန်ပြူးစုပြူးစုနေတဲ့ဒီရွယ်ရတာပေါ့အပင်းရယ်ပေါ့နော်ဒါအထွတ်နှုံးကောင်းပြီးပိုးမွှားတန်ခံနိုင်အောင်ရောဘလို့ဓာတ်မြူဩဇာလေးကိုသုံးဆွဲနေတယ်ဆိုတာလဲဒါကျွန်တော်တို့မျှဝေပြီးတော့ဟိုစတဲ့အစအောက်ခံမာတွေကမြေကြီးထဲရတယ်ဘာဘာမြေဩဇာနွားချီဟိုဘာလို့ထဲရတယ်အဒီတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဒီတကယ်ရင်တရားပြောလို့အဲ့ဒီ NC ကတန်တန်ဖိုင်နဲ့ခံလိုက်တယ် ခံမြေခံစိုက်ပြီးတော့တလတာတော့မှဂျာဝဲတစ်ခါထဲတော့အဲ့အစီရပဲ74ငါ24တုံးလိုက်တုံးပြီးတော့ဒီကောင်လေးမပွင့်ခင်မှာတစ်ချိန်နောက်တစ်ချိန်ထပ်တုံးလိုက်ကောင်းပါလေတော်တော်ပင်းအရက်မောင်းအလုံးထဲအပွင့်အရွယ်စားစားတော်တော်တာပါလေရင်တုံးနေကြခိုင်းထက်စားလို့ရတယ် ဩဇာတွေထဲမှာဆိုရင်ရောပေါ့နော်ဒါဘယ်တစိမ့်ကိုဘယ်ဓာတ်မြေဩဇာကိုအကြိုက်ဆုံးလဲဆိုတာလေကျွန်တော်တို့နည်းနည်းလောက်မျှဝေပေးပါဦးဓာတ်မြေဩဇာအဲ NC ဟိုစဟိုစရတယ်ဒီတော့မှာစပြီးတုံးကြည့်တာတပြည့်တုံးလာတဲ့ဟာနဲ့ရှင်ကြည့်လို့ရတယ်တာမန်နဲ့ဆိုဟိုကျွန်တော်တို့အရင်တုံးနေကြဟာရင်လည်းဆိုလို့ရှိရင်စအပြင်စအထမှာတည်းကွာသူကအပြင်အမြင့်ဆွဲကွာဒီ9ရက်လောက်ကြာအဲ့5ရက်လောက်ကဒီကောင်နဲ့ခံပြီးစိုက်ရတာအဲ့အပြင်စထထရရကွာကွာပါ ဒီပြင်ဟိုတွေနဲ့ဆိုင်တဲ့ဒီပြင်တမျိုးစားတုံးတဲ့အခင်းနဲ့ဆိုပြီးအပြင်စားထားလေရပါဘူးကွာပါအပြင်အရွယ်စားအလုံးထည့်ရစားကွာပါအခုပေါ်တော့ဒါအပင်းရဲ့အရွယ်အစားအပင်းရဲ့အပွင့်အားကြီးဖို့အတွက်ဆိုရင်ရောဟိုအာဘလိုဓာတ်မြေဩဇာမျိုးလေးကိုအခုတုံးဆွဲနေတာလဲဆိုတာလေးရှင်းပြပေးပါဦးကျွန်တော်တို့ဒီအပင်းမြေဩဇာလေမြေဩဇာကြွေးရတယ်အပေါ်ကလည်းဟိုဟိုရွက်ပြံမြေဩဇာအနေနဲ့တုံးပေးရတယ်သူကဟိုအပင်ငယ်တွေကနေပြီးတော့ ပွင့်အပွင့်အထီပေါ့ဒီမြေရေရမြေကြီးကြီးကလည်းစားနိုင်မယ်အပွင့်ရွက်ကလည်းစားနိုင်မယ်အဲ့လိုဟိုရွက်ပြမြေဩဇာမျိုးမြေတုံးရတစ်ခါတစ်ခါတော့တုံးရတယ်အဲ့ဒီကောင်ကျတော့ကျွန်တော်တို့အန်စီကထုတ်လာတာတမျိုးရှိတယ် lucky flower ဆိုတာပန်းအတွက်တည်တဲ့ထုတ်လာတဲ့ဒီရွက်ပြမြေဩဇာရှိတယ်အဲ့ဒီကောင်ပုံမှန်တုံးရတယ်တော်တော်ထူကြတယ်ကျွန်တော်တို့ပန်းနဲ့တင်းတော်တာအဲ့ဒီသူကလည်းပန်းအတွက်တီးသန့်ထုတ်လာတာကို lucky flower ကသူကပန်းအတွက်အထူးထုတ်လာတဲ့ဟာဆိုတော့အဲ့ကောင်ကျွန်တော်တို့ တုံးလို့ပူစင်ပြည်တယ်သူကအရင်သုံးဆွဲခဲ့တဲ့ဓာမီဩဇာနဲ့ပေါ့နော်အခုလက်ရှိသုံးဆွဲနေတဲ့ဓာမီဩဇာကိုသုံးဆွဲပြီးတဲ့နောက်မှာဘာတွေထူးခြားလာခဲ့တယ်ဆိုတာဒီလေဒါအများသိအောင်နည်းနည်းတော့ကျွန်တော်တို့ရှင်းပြပေးပါဦးအပင်ရဲ့ဒီပန်ပွင့်လာတဲ့အချိန်အပင်ရဲ့အရက်မောင်ရဲ့အပင်အလုံးထဲ့ရဲ့ဒီအရွက်ကျွန်တော်တို့ကပန်းပန်းဆိုပြီးမှပန်းအပွင့်ပဲရောင်းလို့မရဘူးဒီအရွက်အနေထားတွေလည်းအစိမ်းရောင်းစိမ်းစုံမှုအနေထားတွေပါတွေပါအကုန်လုံးအဲ့ဒီကောင်တွေပါထည့်ထွက်ရတယ်အဲ့ဒါ ဒီကောင်သုံးလိုက်တာအပေအလုံးထဲပိုင်းရောအဲ့အရွက်အရွက်စိတ်စုမှုပိုင်းညာပိုင်းရောတော်တော်ကောင်းတော်တော်တည်တာအခုလက်ရှိသုံးဆွဲနေတဲ့ NC ကိုမောင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ကြံပြူခြင်းနဲ့ဇကားလေးများရှိရင်လည်းဒီကနေ့တစ်ဆင့်ကျွန်တော်တို့ပြပြပေးပါဦးကျွန်တော်ကတော့ကျွန်တော်တို့ဘဝတွေအကုန်လုံးဈေးတဲ့တက်တာပြီးတော့ထိလက်ထိရောက်တဲ့ဒီ NC ကိုမောင်းတုံးကြီးစေခြင်းကသူတို့တုံးကြီးမှပဲတည်မယ်လေသူတို့ပေးတုံးကြီးခြင်းလဲကျွန်တော်ကိုယ်တိုင်လည်းတုံးပြီးပြီဆိုတော့ ိုကိုကလက်တွေ့တွေ့ထားပြီးရလေအဲအားလုံးတော့ဟိုဈေးနှုန်းလဲတင်းတင်းပြီးတော့အရေးသွေးလဲ quality မြည်တဲ့ဒီ AC ကိုပေါင်း၃ရောက်တိုက်တွန်းနေတာ AC ဝန်တန်းတွေရောဘာတွေရောအကုန်လုံးဒီလိုဟိုဈေးနှုန်းချူချူတားတယ်လောက်ပြီးတော့ကျေးဇူးတင်တယ်နောက်ပြီး ဒီမြေကြီးကိုဒီမြေကြီးတွေကိုဒီထက်ဈေးပိုချပေးတယ်ပိုကျေးဇူးတင်တယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါဟုတ်ကဲ့ပါကျေးဇူးပါ